ီနေ့မှာတော့ခလေးလူကြီးမရွေးကြိုက်ကြရဲ့အလူကတ်လေးလုံနေလေးလုပ်ပြပေးမယ်နော်အလူလေးတွေကိုအရင်ဆုံးအခွန်တော်ရပါမယ်အနူးမြန်စေဖို့အတွက်အသုံးသေးသေးလေးတုံးထားပါမယ်ဖွင့်နေရဲ့ရင်းနှီးဖူထဲကိုထည့်ပြီး10မိနစ်ခန့်လောက်ပြုတ်ထားပါမယ်ရှင်နိုးလာပြီဆိုရင်အလူလေးတွေကိုခြေထားပါမယ်ရှင် ြေခံနေမရှိဘူးဆိုလို့ရှိရင်ဒီနေရာမှာခရင်လေးကိုအသုံးပြုလို့ရပါရဲ့ရှင်။အာလူးလေးရေအာလုံးကြည်သွားပြီဆိုရင်တော့ကြောင်းကုန်မုံလေးစားပြီးတော့ထည့်ပါမယ်ရှင်။မြေကောင်းမုံအနေနဲ့စားနေရင်ထည့်ထားပါရဲ့ရှင်။အာလုံးနှက်ဆက်သွားအောင် နေထားပါမယ်ရှင်။လူချင်းနဲ့အနေထားလေးရပြီဆိုတော့ရှင်ရေအလုံးလေးရစား ဒီနေရာမှာတော့အလူလေးတွေကိုချွတ်ချွတ်လေးစားချင်တာမို့လို့စီမြမြလေးသုံးထားပါရဲ့ရှင်။ဒီနေရာမှာချွတ်ချွတ်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့ပြင်းပြပြင်းလေးသုံးဖို့လိုအပ်ပါတယ်။မီးမပူခဲ့ဘူးဆိုလို့ရှိရင်အလူလေးရာဖြောပြဲပြီးတော့စားမကောင်းပွဲဖြစ်နေတတ်ပါရဲ့ရှင်။အခုဆိုလို့ရှိရင်ရွှေရောင်တန်းပြီးစားလို့ကောင်းနေအာလူကတ်လေးချော်လေးရပြီဖြစ်ပါရဲ့အာလူကတ်လေးတွေဟာ ြင်သားချွတ်ချွတ်လေးနဲ့အတွင်းထဲမှာပျော့ပျော့လေးနဲ့မူစားလို့ရရန်ကောင်းစေပါရဲ့ရှင်။